ကဲယူခဲ့လိုက်တော့ယူခဲ့လိုက်တော့ဝစ်ဆောင်ကယူတော့မှာကဲမဝစ်ဆောင်ကလည်းလာယူတော့မှာတဲ့ကျွန်တော်ချက်တဲ့လူတွေအားလုံးမင်္ဂလာပါကျွန်တော်ချက်တဲ့လူတွေကိုဒီနေ့လှလှလေးဝစ်ဆောင်လေးနဲ့ message ပေးချင်တာကတော့ဒီဝစ်ဆောင်လေးက sweet sixteen เนาะ sweet sixteen ညီမလေးအတွက်မွေးနေ့ကိုတဲ့เนาะဖေဖေမေမေတို့ ਆ တဲ့ surprise လုပ်တာတဲ့အဲ့ဒါအခုပဲတဲ့ fitting လာတော့မယ်ဆိုလို့လေเนาะတမီလာဒါလေးကဒီလိုလေး နော်ဒီမှာကြည့်ပြမယ်ကဲကံကောင်းလိုက်တာညီမလေးရေဒီမှာကြည့်ပါအောင်ဖေဖေမေမေက sweet ကဲချစ်စရာလေးဒီမှာเนาะထက်ထက်ကလေးတကယ်ဟိုမှာထက်ထက်ကလေးเนาะဝစ်လိုက်တာတည်းတော်တော်လေးလှွားမယ်ဝစ်စုံမှာဒီနေ့ဘလော့ပါလေးထူးခြားတာ sweet 16ညီမလေးနှစ်ယောက်အတွက်เนาะဝစ်စုံလေးတွေလှဆလေးဂါဝင်လေးမိတ်ဆက်ပေးပါပါဒါလေးတွေကတော့တူလီစလေးနဲ့ချုပ်ထားတာဒါနောက်ဆုံးเนาะဒီဒီတူလီစနောက်ဆုံးပေါ်တဲ့ငွေမှုန်လေးတွေပါတာညီမလေးတွေကလည်းလေ န်းရောင်လေးအရန်ကြိုက်တယ်တဲ့ပန်းရောင်လေးကိုတော်တော်ကြိုက်ထားတယ်ဆိုတော့ဒီမှာပန်းရောင်လေးကိုတတ်ထက်ထဲချုပ်ထားတယ်။တောက်မြင့်မြင့်လေးနဲ့စီးလိုက်မယ်ဆိုရင်ဘလောက်တောင်များလှနိုင်မလဲ။တော့ဒီမှာကြည့်ရအောင်။ကဲအားရေဆိုခတ်တွတ်တွတ်ကလေးပဲပြရအောင်မယ်နော်။နောက်ထပ်ဝတ်စုံလေးနဲ့ထပ်မိတ်ဆက်ပေးပါမယ်။ခဏလေးစောင့်ပါ။အဲဒါလေးဆိုရင်လည်း Sweet 16ညီမလေးအတွက်ထူးခြားတာကတော့ဒါညီမလေးဒါမေမေနော်တပီသားစုလုံးအတွက်ချုပ်ပေးရပေါ့။ဒါဆိုရင် Sweet 16ညီမလေးအတွက်ကဒီထဲမှာ Cossack လေးနဲ့ Dropping လေးနဲ့ဒီလိုလေးနော် Off shoulder လေးပဲ ည်းလိုချင်တယ်လို့ပြောတဲ့အတွက် off shoulder လေးယူပေးပါတယ်ဒါလေးကလည်းချစ်ရတဲ့မေမေအတွက်ပါเนาะမေမေကလည်းဘလောက်ချစ်လဲဆိုတော့เนาะသမီးတွေကိုမွေးနေ့လေးလုပ်ပေးတာပါ။သားမီးတွေစင်တူတောင်ဝက်တယ်။နော်ဒီမှာတရောင်နဲ့ဒါလေးကတော့ဒီတစ်အတွက်ခစ်စားတဲ့ချွတ်ချင်အောင်လေးပေါ့နော်။ကဲဒီမှာကြည့်ပါဦး။မီမီလေးနောက်ဆုံးမီမီလေးအတွက် ကဲဘလောက်လှထားလဲ၃ရောင်စလုံးเนาะချစ်စရာလေးတော်တော်လေးကိုလှတယ်ကဲနောက်ထပ်ထူးခြားတာဘာလဲဆိုတော့မိမိအတွက် friend list ကြီးပဲတစ်ထည့်အပြည့်ချုပ်ထားတာရှိပါသေးတယ်အဲ့ဒီစုံလေးနဲ့မိတ်ဆက်ပေးပါမယ်เนาะလှလိုက်တာလှလိုက်တာ friend list ဆိုတဲ့အတိုင်း friend list ပါပဲတစ်ထည့်လုံးပြင်တဲ့အ ကောင်းစားစာလေးကိုပဲတုံးထားပါတယ်ကျွန်တော်ကဒီနားလေးမှာအမညာဘုံဆိုတော့ညာဘက်ကလေးမှာ dropping လေးထည့်ထားပေးပါတယ်စာလေးကိုဖွင့်နေကလေးနဲ့လဝင်းနာလေးဝင်းလဲပေါ်အောင်เนาะပြင်တစ်စာဆိုတဲ့အတိုင်းဒီမှာကြည့်ပါဦး2025ရဲ့ကာလာလေးဒီမှာကြည့်ပါဦးချောကလက်ရောင်လေးကိုစီစဉ်ပေးထားပါတယ်ဒီခံပြီးတော့ကြည့်ပေးပါ ဝစ်ဆုံပြီးွားတယ်ချက်ချင်းပဲလာယူမယ်ဆိုတော့ခတ်တုတ်တုတ်ကလေးရိုက်ပြီးရောကျွန်တော်ချစ်တဲ့လူတွေကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ကောင်းမြတ်ကထုံးကိုချစ်ပြီးအားပေးကြရတဲ့တူဦးတယောက်ချစ်စီဆိုင်အောင်ဒီနေ့ကနေကျေးဇူးပါ။ဒါဆိုရင်အဲဒီအမဆိုရင်စင်ကာပူအားနေပြီးတော့တမိသားစုလုံးပြန်ပြီးမွေးနေ့ပွဲလာကျင်းပတာဖြစ်ပါတယ်။ဟိုးဝေးရနေတော့မှလှမ်းပြီးအပ်ပြီးတော့နော်ဝစ်ဆုံတွေကိုချုပ်ခိုင်းတာဆိုတော့အမကြီးကျေးဇူးတမားတယ်လို့နော်နောက်ဘလော့လေးမှပြန်ပြီးစုံတွေ့ကြမယ်။တတရလာ ကျွန်တော်ကတော့အရန်ကြိုက်တယ်ဒီအိမ်လေး